ယခုနှစ်စောင်းတိနံစိုက်ပျိုးရာသီမှာပဲမျိုးစုံဧက6800ကျော်ရှာထားစိုက်ပျိုးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2025 2026ခုနှစ်စောင်းတိနံစိုက်ပျိုးချိန်မှာသခိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့နယ်မှာစောင်းတိနံမျိုးစုံ6839ဧကစိုက်ပျိုးရန်ရှာထားကြောင်းသိရပါတယ်ဒေသခံတောင်သူတွေအနေနဲ့ဈေးကွက်ကောင်းဝင်နိုင်တဲ့ပဲမျိုးတွေကိုရွေးချယ်စိုက်ပျိုးလာကြပါတယ်ပြည်တွင်းပဲမျိုးစုံရောင်းဝယ်မှုဟာ ဈေးအတက်ကျရှိတော့လေဝယ်ယူသူများပြားပြီးပိုရှန်ပဲမျိုးစုံကိုနိုင်ငံခြားကိုတင်သွင်းနိုင်ရမှာလှုပ်ဆောင်နေကြောင်းသိရပါတယ်။ပဲမျိုးတွေဟာစိုက်ပျိုးရေးလိုအပ်ချက်ဖြစ်တဲ့သီးနှံတွေဖြစ်ပြီးပဲစားသုံးမှုနဲ့ကုန်ထုတ်လုပ်မှုတွေအားကောင်းလာတဲ့အတွက်စဘာစိုက်ပျိုးရေးပြီးရင်ကန့်ဘလူမျိုးနယ်မှာပဲမျိုးစုံစိုက်ပျိုးမှုကအများဆုံးဖြစ်ကြောင်းသိရပါတယ်။ကံဘလူမျိုးနဲ့အတွင်းရှိတောင်သူတွေပဲမျိုးစုံစိုက်ပျိုးရေးဖြစ်မက်ပဲ38438 A ကပဲဒီစိန်12500 A က ထောပတ်ပဲ3842အီကစွန်တာနီ1415အီကစွန်တာပြ9244အီကကလပဲ9089အီကပဲလွန်2455အီကစတော်ပဲ1440အီကနဲ့အခြားပဲ3915အီကကိုစိုက်ပျိုးရန်ရှာထားကြောင်းသိရပါဗျာ။